Disclaimer. This video is intended for educational and analytical purposes only. It contains detailed animations and မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတကွလေ့လာကြည့်ကြမယ့်အကြောင်းအရာကတောင်အာရှဒီတာရဲ့အင်မတန်ရှုပ်ထွေးပြီးအရေးပါတဲ့အခြေအနေတွေပါဟုတ်ကဲ့အထူးသဖြင့်ပါကစ္စတန်အာဖဂန်စတန်ပြီးတော့အိန္ဒိယဈာကအနေထားတွေပေါ့နော်ဟုတ်ပါတယ်ကျွန်တော်တို့ရထားတဲ့သတင်းရင်းမြစ်လေးအထူးသဖြင့်အဗီဒီယိုမတန်တချို့ကိုအခြေခံပြီးတော့လေး ါကစ္စတန်နဲ့အာဖဂန်နစ္စတန်နဲ့ဆက်ကတင်းမာမိုးတွေ။အင်း။နောက်အိန္ဒိယနဲ့ပါကစ္စတန်ကြားကဖြစ်နိုင်ခြေရှိတဲ့စစ်ရေးအခြေအနေတွေပြီးတော့ဟိုဒရုန်းနီးပညာတုံးတဲ့လုတ်ကြမိုးတွေ။ဟုတ်ကဲ့။အဲ့ဒါတွေနောက်ခွဲကအကြောင်းအရာတွေကိုအတွင်းကျကျအစွင်းငွေးသွားမှာပါ။ဟုတ်ပါတယ်။ရည်ရွယ်ချက်ကတော့ဒီရှုပ်ထွေးတဲ့ data တွင်ပြฏิပတ်ခါတွေရဲ့အရင်ခံတွေနီးပြူဟာတွေလက်နက်ပိုင်းဆိုင်ရာအလားအလာတွေကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်း knowledge ဖို့ပါပဲ။ တကယ်တော့လေဒီ data ရဲ့အတည်ငြိမ်မှုဆိုတာတစ်ကမ္ဘာလုံးအတွက်ကိုအရေးပါတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့နော်ကဲကိုပဲအခြေခံပြီးတော့အမ်ဘာမှလိုက်မဲ့တုံးတက်သွားဖို့စူးစမ်းချင်တာပေါ့ဟွန်းအပိုင်းအစားတွေကိုဆက်ဆက်ကြည့်တဲ့သဘောမျိုးပေါ့ဟုတ်ကဲ့ပေါ်ပြီးပြည့်စုံတဲ့အမြင်ရအောင်လို့ပါကောင်းပါပြီဒါဆိုအရင်ဆုံးဟိုပါကစ္စတန်အာဖဂန်နစ္စတန်နဲ့ဇက်ကတိုက်ပွဲတွေကိစ္စကဆက်လိုက်ကြအောင် အော်တိုဝါလာညာတညာကပေါ့ကပူးမျိုးမှာအင်းအဲ့ဒီ TTF ခေါင်းဆောင်နွားလီမက်ဆွတ်ကို ဖြစ်မှတ်ထားပြီး drone နဲ့လုံးချမှုစ조사တယ်ဆိုတဲ့တင်းငန်းနေစားခဲ့တာနော်ဟုတ်ပါတယ်အဲ့ဒီကနေအစဖြူခဲ့တာသူပါတော့လွတ်သွားတယ်လို့ဆိုတယ်ဟွန်းသူလွတ်သွားရင်တော့ဘယ်မှာအချင်းတွေကဘလို့ပိုဆိုးလာတာလဲအဲ့ဒီလုံးချမှု조사မှုမအောင်မြင်ပေမဲ့လေတာလီဘန်ဒီရဲ့တုံးပြန်မှုကတော့အတော်လေးမြန်တယ်ပြီးလို့ပြင်းထန်ခဲ့တယ်လို့ဆိုရမှာပေါ့ဟုတ်ကဲ့သူတို့ကပါကစ္စတန်နဲ့ဆက်ကခင်းစခန်းတွေကိုပေးမထားပြီးတိုက်ခတ်ခဲ့တာအထူးသဖြင့်ဟိုခူနာနန်ဂါဟာခိုးစ်ပတိယာဟဲလ်မန်ပီမယ်ရီဘက်ကစခန်းတွေပေါ့လက်နက်ငယ်တွေမော်တာတွေနဲ့လား ုတ်တဲ့လက်နက်ငယ်တွေရော မော်တာတွေရောအမြောက်တွေတော့ပါတယ်လို့ဆိုတယ်။အထူးကားကတော့အဲ့ဒီ Durand Line တောက်ရှောက်ကရေးပါတဲ့နေရာတွေကိုပြင်မှတ်ထားတဲ့ပုံစံမျိုးပါ။ဩအငင်းပွားနေတဲ့နင်းနေမင်းမြင်းပေါ့။ဟုတ်ကဲ့။ယင်းနေ့ရထင်းမှာသူတို့တင်ကားဟောင်းတွေအမြောက်တွေတော့တုံးတယ်လို့ဖော်ပြထားတယ်။ပါကစ္စတန်ဘက်ကလည်း Afghan drone တွေကိုပစ်ချခဲ့တယ်လို့ပြောတာမျိုးရှိခဲ့ပါတယ်။ဒါဆိုတိုက်ပွဲတွေကအတော်လေးပြင်းထန်ခဲ့တယ်ပြောရမှာပေါ့။ပါကစ္စတန်တပ်စခန်းတချို့တိုက်ခိုက်ခံရတာတိုင်းခံရတာတွေအထိဖြစ်တယ်ဆိုတော့ဟုတ်ပါတယ်။ ပါကစ္စတန်စစ်သားတွေလည်းဒါဇနက်ချီတည်ဆုံးခဲ့တယ်လို့ဆိုရယ်ပါကစ္စတန်ရင်တုံပြမှုကတော့ဘယ်လိုရှိခဲ့လဲပါကစ္စတန်ဘက်ကလည်းချက်ချင်းပဲလေကြောင်းအမြောင်းပြီးတော့မြေဖြင်တပ်တွေတုံးပြီးတော့လေအာဖဂန်နစ္စတန်နဲ့နီမစ်ထဲကတီတီဘီလို့ယူဆရတဲ့စခန်းတွေကိုပြန်တိုက်တာပေါ့อืมထောက်ပံ့ရေးလမ်းကြောင်းတွေကိုပါဖိမထားတယ်ဆိုတော့ဟုတ်ကဲ့ဒီနေရာမှာတခုစိတ်ဝင်စားဖို့ကောင်းတာကတာလီဗန်တွေတုံးတဲ့လက်နက်တွေရဲ့အရင်းမြစ်ပါ ဟုတ်ဘေးကရတာတွေလဲ သူတို့က2021မှာအာနာပြန်ရပြီးနောက်ပိုင်းအမေရိကန်နဲ့အဖဂန်အစိုးရတပ်တွေထားခဲ့တဲ့ဒါမှမဟုတ်သူတို့တင်လိုက်တဲ့လက်နက်တွေအများကြီးကိုတုံးနေတာ။အော်အမေရိကန်လိုလက်နက်တွေပေါ့။ဟုတ်ပါတယ်။လက်နက်ငယ်တွေကဆလို့တန်ချက်ကရင်တချို့အထိပါတယ်လို့တောင်ဆိုပါတယ်။ဆိုလိုတာကသူတို့မှာဟိုခင်မီလေးချောင်းပစ်ကူးလိုမျိုးအနေပဲမြေပြင်မှာတော့အတော်လေးလုံးနိုင်ကြနိုင်ရှိနေတော့မယ်ပေါ့။ဟုတ်ကဲ့။ တိုက်ခိုက်ရရဟယင်လိုမျိုးတွေတော့တိတ်မရှိဘူးပေါ့နော်။ဒါပေမဲ့လက်နက်တပ်ထားရဲ့ pickup ကားတွေများခေါ် technical တွေပေါ့။อืมအဲ့ဒါတွေကတော်တော်တုံးဝင်တာကွာ။ဟုတ်တယ်။အဲ့ဒါတွေကိုတော်တော်ထိချီရောက်ရောက်သုံးနိုင်တယ်။အထူးသဖြင့်ဒီလိုတောင်ကုန်းတောင်တန်းနေဆက်တဲ့တာဒီမှာမြန်မြန်ဆန်ဆန်လူရှားဖို့ပျောက်ကြားစနစ်နဲ့ pickup ဖို့အရန်စင်ပြေတာလေ။ဒါကနီးပညာမြန်လက်နက်ချိပဲမိုးပဲ။ နီးဗျူဟာနဲ့မြပြင်းအနေအထားနားလည်မှုကလည်းအရေးကြီးနေတုံဆိုတာကိုပြတာပဲအတိအကျပါပဲကဲခုနကကပူးရဲ့ drone 3ကီလုတ်ချံဖို့ဂျူးစားတဲ့ကိစ္စကိုပြန်ဆက်ရဟန်ဒီလိုဖြစ်မထားတိုက်ခိုက်မှုတွေကဘလော့ထီရောက်လေဘလူလုတ်ချလဲဆိုတာကိုပိုနားလည်အောင်လေလူသီးမျောတဲ့ဖြစ်စဉ်လေးတစ်ခုကိုကြည့်တင်တယ်อืมဆူလိုင်မာနီကိစ္စကိုပြောချင်တာထင်တယ်ဟုတ်ပါတယ်2020 January တုန်းက ီရန်ဘူဂျိုချီကာဆမ်ဆူလေမာနီကိုအမေရိကန်ကဒရုန်းနဲ့ဖိမထားခဲ့တဲ့ဖြစ်စဉ်လေးဟုတ်ကဲ့အဲ့ဒီစစ်စင်ရေးရတော့တကယ်ကိုခင်မီဒရုန်းစစ်စင်ရေးလေးရဲ့တိကျမှုနဲ့အဝေးထိန်းစနစ်ရဲ့စွာရုပ်ကိုပြသွားတာပဲဘလို့အသေးစိတ် ဖြစ်ခဲ့တာလဲဖြစ်စဉ်ကတော့2020ဇန်နဝါရီ3ရက်နေ့မှာပေါ့ American ရဲ့ MQ-9 Reaper drone တွေက Baghdad Tet လေးစိအပေါ်မှာ တိတိလေးဝဲနေခဲ့တာ။อืมစောင့်နေတဲ့ဘော။ဟုတ်တယ်။ဒီ drone တွေကို American နီးပါးကနေထိန်းချုပ်ပြီး ကာလ်တာကစခန်းကနေလွတ်တင်ခဲ့တာပါပြမတ်ကစီးရီးယားကနေလေယာဉ်ပြန်လာမဲ့ဆူလီမာနီဟုတ်ကဲ့လေယာဉ်စိုက်တော့ IRF PMF ဒူခေါင်းဆောင်အဘူမာဒီအယ်မူဟန်ဒစ်ဦးဆောင်တဲ့အဖွဲ့ကကားနစီနဲ့လာကြတယ်အင်းပြီးတော့ဆူလီမာနီနဲ့အယ်မူဟန်ဒစ်တို့ကားပေါ်တက်လေစိတ်အထွက်လမ်းပေါ်ရောက်တဲ့အချိန်မှာပဲ Reaper drone ကနေ Hellfire ဒုံးကျည်လေးနဲ့လမ်းပစ်လိုက်တာအင်း Hellfire ဒုံးကျည်အဲ့ဒါကပင်မကူဘလို့ကိတိကြကြရှာတာပါလေ Hellfire ကအများအားဖြင့်တော့ laser ပဲ့ထင်းရှင်နဲ့တုံးတာများတယ်။မြေပြင်ကနေဖြစ်ဖြစ် drone ပေါ်နေဖြစ်ဖြစ်ပစ်မှတ်ကို laser နဲ့ထောက်ထားပေးလိုက်တယ်။ဒုံးကြီးကအဲ့ဒီ laser ရောင်ပြန် hack လက်နေရာကိုလိုက်ရှာပြီးတိုက်ခိုက်တာ။ Hmm. Soleimani ကြီးဆံမှာရောသိရပါတယ်။ဒီဖြစ်စဉ်ကတစ်ဖက်မှာ drone ရဲ့အဝေးရောက်ဆွမ်းရင်နဲ့တိကျမှုကိုပြတယ်။နောက်တစ်ဖက်မှာထိတ်တန့်ပုတ်ကိုယ်တွေတောင်ဘလောက်ထိခိုက်လွယ်လဲပြတာလိုပဲ နိုင်မင်တကာတင်းမမှုတွေကိုလည်းအယံ့မြင့်မြင့်မြင့်သက်စေနိုင်တယ်ဆိုတော့ကိုတက်တက်ပြခဲ့တာပေါ့နော်ဟုတ်ပါရဲ့အတိအကျပဲအဲ့တိုက်ခိုက်မှုကြောင့်အမေရိကန်နဲ့အီရန်ကြားဆက်ဆံရေးကစစ်ဖြစ်တော်မလားအချီတင်းမာခဲ့တာလေကြာကအဝေးထိန်တိုက်ခိုက်မှုတွေလည်းဖရိုရီနိုင်လည်းတရမှုဘလောက်ကြီးလဲဆိုတာပြတာပဲကဲအခုပါကစ္စတန်ကြုံနေရတဲ့အခြေအနေကိုပြန်ထွက်ရအောင်အနောက်ဘက်မှာအာဖဂန်နစ္စတန်နဲ့ပြဿနာတွေရှိနေတယ်အရှေ့ဘက်မှာကျတော့အရိကပြိုင်ဘက်အိန္ဒိယနဲ့ကအများရန်လို့လို့တင်းမာနေတာဟုတ်ကဲ့ မျက်နှာစာနှစ်ခုလို့ဖြစ်နေတာပေါ့အဲ့ဒီတော့ပါကစ္စတန်ဟာမျက်နှာစာနှစ်ခုကနေဖိအားအနေနဲ့ရင်ဆိုင်နေရတယ်လို့ပြောနိုင်မလားအထူးသဖြင့်အိန္ဒိယရဲ့စစ်ရေးဆွမ်းရည်နဲ့ပတ်သက်လို့ယင်းမီတဲ့ပဲဘလို့ဖြစ်နိုင်ခြေတွေကိုတွေ့ရလဲယင်းမီတဲ့မှာတော့အိန္ဒိယရဲ့ဖြစ်နိုင်ခြေရှိတဲ့စစ်ရေးစီမံချက်တစ်ခုကိုအတော်လေးအသေးစိတ်ပြောထားတာရှိပါတယ်ဥပမာပေါ့လေတကယ်လို့ပဋိသက္ခစာဖြစ်ခဲ့ရင်အိန္ဒိယကမနဲ့ရမ်းစောစောတနာရီခွဲလောက်မှာဟွန်း ပါကစ္စတန်ဒမဟုံပါကစ္စတန်ထင်းချိုကက်ရှမီယာ POK ထဲကအရေးကြီးဖြစ်မှတ်တွေကိုဥပမာဘဟောက်ဘူးကအချမ်းဖတ်အဖွဲ့ဌာနချုပ်တို့မူရီခေကအဆောက်အုံဒီလိုမျိုးပေါ့ဟုတ်ကဲ့အဲ့ဒါတွေကိုတိကျတဲ့လေးချောင်းတိုက်ခိုက်မှုတွေနဲ့စနိုင်တယ်လို့ဆိုထားတယ်ဒီလိုတိုက်ခိုက်မှုမှာရာဖဲလ်လိုခီမီချီလီယင်တွေကဦးဆောင်နိုင်တယ်သူတို့ကဘယ်လိုလက်နက်တွေသုံးနိုင်လဲကီလိုမီတာ900ကျော်ပစ်နိုင်တဲ့စကက်ပလိုမြေပင်ကတ်ပြန်ခရုစတုံးကြီးတဲ့ ပြီးတော့ LOC နဲ့ဆက်မြနာကဘန်ကာတွေကိုချေမွန်းဖို့ဟာမလို့ပဲထင်းပုံးတွေတုံးနိုင်တယ်လို့ဖော်ပြထားတယ်။တခြားလီရင်တွေကတော့စုတတိ MKI လို့မျိုးဟုတ်ကဲ့စုတတိ MKI တွေကကြတော့အတန်ထက်အစမ်းများစွာမြန်တဲ့ Brahmos လို့ဒုံးကြီးတွေတုံးပြီးတော့လေဟွန်းအဲ့ဒါကအဝေးကြီးပစ်နိုင်တယ်နော်ဟုတ်တယ်ကီလိုမီတာ400 500တော့ရောက်အဲ့ဒါတွေနဲ့ပါကစ္စတန်ရဲ့နောက်တန်းကအဓိကထုတ်ပန်ရေးလမ်းကြောင်းတွေတရားတွေဆက်သွယ်ရေးအချက်အချာတွေကိုပြတ်မှတ်ခနိုင်တယ် ဒရုန်းကြီးကပါအောင်လားပါနိုင်တယ်အထူးသဖြင့်ရွေလျားနေတဲ့ပင်မတ်တီလေးချောင်းရံကာကွယ်စနစ်တွေကိုချင်းမွန်ဖို့ Sky Striker လို့အသေးခံ drone loitering munitions တွေတုံးနိုင်တယ်လို့ဆိုပါရယ်ဒီလိုပေါင်းဆက်စစ်စင်ရေးတစ်ခုလုံးကမိနစ်20ကျော်ကျော်လေးချွင်းမှာပြီးနိုင်တယ်လို့ခန့်မှန်းထားတာကတော့တော်တော်လေးမြန်ဆန်တဲ့ပုံစံပဲဒီလောက်မြင်မြင်နဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရရင်ပါကစ္စတန်ဘက်ကတော့ဘလို့တုံ့ပြန်ဖို့ပြင်ဆင်ထားနိုင်မလဲသူတို့ရဲ့မဟာဗျူဟာကဘာဖြစ်မလဲရင်းမိတွေရတော့ပါကစ္စတန်ရဲ့ တွမျက်နှာမူကချိန်ဆွဲလို့မရတော့ပေါ့လေကိုဘက်ကလည်းမြန်နိုင်လို့မရမြန်မြန်ပြင်းနိုင်လို့မရပြင်းပြင်းတိုက်ခိုက်ပြီးတော့နင်းမိတစ်စိတ်တစ်ပိုင်းကိုတိမ်းထားဖို့ရည်ရွယ်တဲ့ပုံပဲအိန္ဒိယရဲ့ cold start ကိုတံပြန်မှုစူးစမ်းတဲ့သဘောပေါ့ဟုတ်ပါတယ်သူတို့လေတက်မှာတော့ F16 တွေကိုအိန္ဒိယကိုတက်ရမှာသုံးဖို့ကန့်သက်ချက်ရှိနိုင်တယ်လို့ယူဆထားပုံရတဲ့အတွက် JF17 Thunder တွေနဲ့ပထမဆုံးတုံ့ပြန်ထိုးစစ်ဆင်ပြီးအိန္ဒိယရဲ့ရှေ့တန်းလေတက်စခန်းတွေကိုပိတ်မထားနိုင်တယ် မြေပြင်မှာကောမြေပြင်မှာတော့သူတို့ရဲ့အဓိကတင့်ကာ alkalit တွေဦးဆောင်တဲ့တန်ချက်ကတက်တည်နေပန့်ချက်ဖီနယ်တွေကနေအိန္ဒိယဘက်ကိုထိုးဖောက်ပြီးအမရစ်ဆာလိုမြို့ကြီးတွေကိုချင်းချောက်ဖို့ကြိုးစားနိုင်တယ်ကက်ရှမီးယားဒေသမှာတော့ရေတက်ပိုက်မှာတော့ဘလူးဖြစ်နိုင်တယ်ကက်ရှမီးယားမှာဆိုအထူးတက်ဖွဲ့တွေတုံးဖြို LOC ကိုဖြစ်ကြောအဲ့ဒီဂျမ်မူနဲ့ရှင်နဂါဆက်ထားတဲ့အဓိကလမ်းမကြီးကိုဖျက်တောက်ဖို့ကြိုးစားနိုင်တယ်ရေတက်ကောရေတက်ကတော့အိန္ဒိယရေတက်ကိုတိုက်ရိုက်ရင်ဆိုင်ဖို့ထက် ရင်ငုတ်တင်ဘောတွေတုံးပြီးတော့မွန်ပိုင်တို့ဂူဂျရက်ကန်ယိုတန်းနာရေလန်းကျောင်းတွေမှာရေမြုပ်မိုင်းတွေထောင်တာမျိုးကုံတွယ်ရေးကိုနှောင်းရှက်တာမျိုးလုပ်နိုင်တယ်လို့ဆိုပါတယ်။အင်းအားမမြတော့အဲ့ဒိုလို့တာပေါ့နော်။ဟုတ်ကဲ့အဲ့ဒီတဘောပါ။ခုနအင်းရရဲ့ Cool Start အယူအဆကိုပြောသွားတယ်။အဲ့ဒါကိုနည်းနည်းလေးပိုရှင်းပြပေးပါလား။ပါကစ္စတန်ရဲ့တုံ့ပြန်ထိုးစစ်ကိုအိန္ဒိယကဒီယူအာရနဲ့ဘလို့ပြန်ခြေပြန်နိုင်မလဲ။ Cool Start ဆိုတာအခြေခံအဖြစ်တော့လေ။ ပေါင်းဆက်တိုက်ခိုက်ရေးအဖွဲ့ငယ်တွေ IBGs လို့ခေါ်တာပေါ့နော်อืม IBGs အဲ့ဒီလင်မြန်တဲ့တပ်ဖွဲ့စည်းမှုတွေနဲ့ပါကစ္စတန်နေမျိုးကိုမြန်မြန်ဆန်ဆန်ထိုးစစ်အများကြီးတပြိုင်တည်းတွက်ဖွဲ့ရွေးရတာယမန်ချက်ကပါလေနိုင်ငံတကာကဖိအားတွေမရောက်လာခင်အပြစ်ရက်ဖို့မတောင်းဆိုခင်မှာစစ်ရေးအရာအသားစီးယူထားချင်တာပေါ့ယမတီရတော့ပါကစ္စတန်ရဲ့တံပြန်ထိုးစစ်ကိုခုခံရင်းနဲ့တပြိုင်တည်းထဲမှာပဲအိန္ဒိယလက်တပ်က Rafael Su-30 MKI တွေအကုန်တုံးပြီး ါကစ္စတန်တဲ့အထိထိုးဖောက်ဝင်ဘာဒီကိုပစ်မှာထားမလဲလေချောင်းရံကာကွယ်ရေးစနစ်တီရေဒါစခန်းတွေစစ်ဌာနချုပ်တွေဥပမာလာဟောစဂေါရာမော်တန်မြို့တွေနားလိုက်ရေကြီးနေရာတွေကိုချေမွန်းဖို့ကြိုးစားနိုင်တယ်မြေပြင်တိုက်ပွဲအခြေအနေကတော့ဘလို့ဖြစ်လာနိုင်မလဲမြေပြင်မှာကြတော့အိန္ဒိယရဲ့အတိတ်ကတိုက်ခိုက်ရေးတမကြီးကြီးတွေ strike corps ပေါ့သူတို့က T90 တို့အာဂျွန်တို့လိုတင်ကားတွေဥဆောင်တဲ့တန်ချက်ကတပ်တွေနဲ့ ပါကစ္စတန်ရဲ့ခန်းစစ်စည်းတွေကိုထိုးဖောက်ပြီး48နိုင်လောက်အတွဲမှာလာဟောလိုအဓိကမြို့ကိုဝိုင်းထားဖို့ကြိုးစားနိုင်တယ်။တောင်ပိုင်းမှာကောတောင်ပိုင်းမှာလည်းအလားတူထိုးစစ်တွေနဲ့စင့်ပင်နယ်တွေဝင်ပြီးတော့အဓိကစီးပွားရေးအချက်အချာကရာချီမြို့ရဲ့ကုန်းလမ်းတွေကိုဖျက်တော့ဖို့ရည်ရွယ်နိုင်တယ်။ကက်ရှမီးယားမှာရောကက်ရှမီးယားမှာရော LOC ကိုအလုံးကျွင်ဖျက်ချော်တာမျိုးကိုရှောင်နိုင်နေဘာလို့လဲဆိုတော့အဲ့ဒီနေရာက nuclear and the အမြင့်ဆုံးလို့ယူဆထားကြလို့လေရေတက်ကတော့ရေတက်ကတော့ကရာချီစိတ်ကန်းကိုပိတ်ဆို့ပြီးလိုအပ်ရင်ဘရာမော့စ်လိုဒုံးကြီးတွေနဲ့စိတ်ကန်းတွေကိုတက်ခိုက်နိုင်တယ်ဟိုတရုတ်ယင်းနီမုန်နန်ထားတဲ့ကွာတာစိတ်ကန်းတောင်ဖိမှတ်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်อืมဒီဖိနိုင်ကြီးရှိတဲ့စစ်ပွဲပုံစံကြီးရတာတော်တော်လေးကြောက်စရာကောင်းတာပဲနှစ်ဖက်လုံးရဲ့စီမံကိန်းတွေကအရန်ပြင်းထန်ပြီးအဆုံးအချုံများနေတဲ့ပုံစံကြီးပဲဟုတ်ကဲ့ပထမရက်သက်တပအထုမကိုအကြီးကျယ်ထိခိုက်နိုင်တယ် ရေချွေးမှာတော့အိန္ဒိယကစစ်အင်အားရောစစ်ပွိုင်းအင်အားရောပိုကြည့်လို့အတစီရလာနေတယ်လို့သုံးသပ်ကြပဲမြဲဒီထက်မှအန်ဒီရဲ့အကြီးဆုံးကဖြစ်မလဲအန်ဒီရဲ့အကြီးဆုံးကတော့ဟိုနျူကလ িয়ার လက်နက်ထုံးတဲ့အဆင့်တောက်သွားနိုင်တဲ့အလားအလားပါပဲအော်ရင်းမြစ်တွေကထောက်ပြထားတာက အကယ်၍အိန္ဒိယတပ်တွေကလာဟောတို့ကရာချီတို့လိုအ धिक မြို့ကြီးတွေကိုတင်းတော့မလို့အခြေအနေမျိုးရောက်လာရင် ပါကစ္စတန်ဘက်ကနောက်ဆုံးအနေနဲ့အခြေအနေကိုပြောင်းပြန်လန့်ဖို့နီဘူဟာနျူကလ িয়ার လက်နက် TNWD ကိုသုံးဖို့စဉ်းစားလာနိုင်တယ်ဆိုတာပဲ TNW ဆိုတာကစစ်မပြင်းသုံးအဖြစ်ဆွားနဲရယ်ဆိုပေမဲ့သူတို့ကနျူကလ িয়ার လက်နက်တွေပဲလေဟုတ်ကဲ့ဒါကသာသုံးလိုက်ရင်ထိမနိုင်တိမ်မရနျူကလ িয়ার စစ်ပွဲကြီးအထိဖြစ်သွားနိုင်တဲ့အန္တရာယ်အရင်ကြီးပါရဲ့ဒါကဒီဂီတာမှာအမြဲတမ်းစိုးရိမ်နေရတဲ့အချက်ပါဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံကြည့်လိုက်ရင်ပါကစ္စတန်အာဖဂန်နေစာခတ်တင်းမှမူတဲ့အစား ဒရုန်းတွေပြင်မထားတိုက်ခိုက်နိုင်စွမ်းဆော်လီမာနီဖြစ်စဉ်ကိုနမူနာထားပြီးတော့ဗောလေဟုတ်ကဲ့ပြီးတော့အိန္ဒိယနဲ့ပါကစ္စတန်ကြားကအလွန်ရှုပ်ထွေးပြီးအန်ဒီယားလည်းကြီးမားလာတဲ့ဖြစ်တန်ရာဆေးရခင်ချင်းတွေကိုတွေ့ကြရပါတယ်ဟုတ်ပါရဲ့ဒီအချက်တည်းအရောဒီတိဒါရဲ့မတီးငင်မှုကဘလောက်ထိ လွဲလွဲရှိတယ်လဲနီးပညာအနဲ့နီးပြို့ဟာတွေကပဋိဖက်ကရဲ့ပုံစံကိုဘလို့ပြောင်းလဲစေနိုင်တယ်လဲဆိုတာကိုမြင်မောင်းထုတ်ပြနေတာပါတခုချင်းစီကတီးချလို့ထင်ရပေမဲ့အကုံလုံးကဆက်ဆက်နေတာပဲနော်ဟုတ်ကဲ့ ဒေတာတွင်အင်အားချင်းခွင့်လျ။နီးပညာပြန်ဆိုင်မှုတမိုင်းအမွေပဋိပက္ခတွေအားလုံးနဲ့ဆက်ဆက်နေတာ။တာလီဘန်ရဲ့ပျောက်ကြားစနစ်နဲ့လိုက်လုံညီတွေမှုကတမျိုး။ဟွန်း။အိန္ဒိယနဲ့ပါကစ္စတန်ရဲ့ခေတ်မီလက်လက်တွေနဲ့အပြန်အလှန်ခြေမုန်းရေးစီမံကိန်းတွေကတဖုံ။ဒီကြားထဲမှာ drone လိုနီးပညာတွေရဲ့တည်ရောက်မှုကအရေးပါလာပုံတွေအဲ့ဒါတွေကိုဒီဆွေးနွေးမှုခန့်နဲ့မြင်နိုင်ပါတယ်။ဒီဆွေးနွေးမှုရဲ့အဆုံးမှာလည်းနားထောင်သူတွေအတွက်စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ်။တစ်ဖက်မှာတာလီဘန်လိုအဖွဲ့တွေကတင်ထားတဲ့လက်နက်တွေနီးပညာတိတ်မမြင်ပေမယ့် ထိရောက်တဲ့နီလာတွေကိုအဓိကအားကိုးနေချိန်မှာဟုတ်ကဲ့နောက်တစ်ဖက်မှာအိန္ဒိယနဲ့ပါကစ္စတန်လိုနိုင်ငံတွေကတော့အစ်မင်းတိုက်လေရင်တွေတိကျတဲ့ဒုံးကြီးတွေအဝေးထင်းစနစ်တွေလိုခမီနီပညာတွေကို အားကိုးပြီးသူတို့ရဲ့စစ်ရေးယူဝါဒတွေတည်ဆောက်ထားကြတယ်။အင်း၊ကြွားချမှုရှိတာပေါ့။ဟုတ်တယ်။ဒီလိုလက်နဲ့ရရှိနိုင်မှုလက်နဲ့အမျိုးအစားနဲ့နီးပညာအဆင့်အတန်းကြွားချမှုတွေက ဒီမတည်ငြိမ်တဲ့ဒေတာရဲ့အနာဂတ်ပฏิပက္ခရဲ့ပုံစံကြာချိန်ပြီးတော့ပြင်းထန်မှုအတိုင်းအတာတွေကိုဘလို့များ ပုံဖော်သွားနိုင်မလဲတကတော်တော်လေးစဉ်းစားစရာမွေးခွန်းကောင်းတစ်ခုပါပဲဟုတ်ကဲ့ဒီမွေးခွန်းကတော့ကျွန်တော်တို့ ROAD ဆက်လက်စဉ်းစားစရာအချက်တစ်ခုအနေနဲ့ကြံရည်နေမှာဖြစ်ပါတယ်တတိတပိကဲနန်နဲ့ကြိုးဆိုပါတယ်ရှင်ဒီနေ့ကျွန်မတို့ဆွေးနွေးကြမယ့်အကြောင်းအရာလေးအမ်ခစ်တစ်စပွဲတွေမှာပေါ်ပြီးတော့တွေ့လာတဲ့တိကျတဲ့လေးချောင်းတိုက်ခိုက်မှုတွေ နောက်ပြီးတော့ drone သုံးပြီးရုပ်ချက်မှုတွေပေါ့အဲ့ဒါတွေစွမ်းထမှုရဲ့အန်တရာယ်တွေအကြောင်းကိုပဲဖြစ်ပါတယ်အထူးသဖြင့်မော်လေကျမတို့လေလာသွန်းသက်ခဲရဲ့အရေးမြင့်အချက်လက်တွေထဲမှာပါတယ်ပါကစ္စတန်အာဖဂန်နစ္စတန်အီရန်အိန္ဒိယအဲ့ဒီနိုင်ငံတွေပါဝင်ပတ်သက်နေတဲ့ပြည်ပခါဖြစ်စဉ်တွေကိုအခြေခံပြီးတော့မြင့်ဖလှယ်သွားကြမှာပါအဓိကမေကွန်းကတော့ဒီလိုတိကျတယ်လို့ပြောနေကြတဲ့တိုက်ခိုက်မှုတွေကလေမဟာပြောအရေးမှန်းချက်တွေအောင်မြင်ဖို့တကယ်ပဲထ ිය ောက်ရလား ဒါမှမဟုတ်ချင်းတွေကိုပိုဆိုးထားစေပြီးမျောလင်းထားတဲ့နောက်ချက်တွေပြဿနာတွေဖြစ်လာနိုင်ကြီးပုံများနေတယ်လားဆိုတာပါပဲ။ကျမကတော့ဒီတက်ခိုက်မှုတွေတိကျမှုနဲ့မဟာဗျူရာရထိရောက်နိုင်တဲ့ဘက်ကနေအဓိကရည်တည်ပြီးတော့ဆွေးနွေးသွားပါမယ်။ဟုတ်ကဲ့။ကျွန်တော်ကတော့လေဒီလှုပ်ဆောင်ချက်တွေနေဖြစ်လာနိုင်တဲ့အခြေအနေပိုတင်းမာလာနိုင်ခြေတွေနောက်ပြီးတော့ထိန်ချိုးရခက်တဲ့အန်ရယ်တွေမရည်ရွယ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအဲ့ဒီဘက်ကိုပို့ပြီးအလေးထားပြီးတင်ပြဆွေးနွေးသွားခြင်းပါလေခင်ဗျာ။ကမ္ဘာပြည် ဒါဆိုကျမရွှေမြင့်ချက်ကိုရင်ဆက်တင်ခွင့်ပြုပါနော်။တိကျတဲ့လေကြောင်းတိုက်ခိုက်မှုတွေအထူးသဖြင့်အခုခေတ်စားလာတဲ့ drone နည်းပညာလိုမျိုးအသုံးပြုတဲ့စစ်စင်ရေးတွေဟာလေရန်သူရဲ့အရေးကခေါင်းဆောင်တယ်။ပြီးတော့အလွန်အရေးကြီးတဲ့ပြစ်မှတ်တွေကိုထိထိရရောက်ပြစ်မှတ်ထားချီးမွမ်းနိုင်တဲ့စွမ်းရည်ရှိတယ်လို့ကျမမြင်ပါတယ်။ဒီလိုတိကျမှုကိုပိုင်ဆိုင်ထားခြင်းအပြင်ပေါ့လူအင်အား လက်နက်အင်အားအများကြီးတုံးရမယ်ပြီးတော့အရက်သားထိခိုက်မှုတွေပိုများနိုင်တဲ့ခြေပြန့်တဲ့မြေပြင်စစ်ပွေးကြီးတွေကိုရှောင်လွှဲနိုင်ခြေရှိလာစေတယ်ဟုတ်ကဲ့မို့လားဥပမာတစ်ခုပြောရရင်အရင်မြက်ထဲမှာအသေးစိတ်ဖော်ပြထားတဲ့အီရန်ဗိုလ်ချုပ်ကြီးခါစင်ဆိုလေမာနီကိုအမေရိကန်ကလုံးချန်ခဲ့တဲ့ကိစ္စကိုကြည့်လို့ရတယ်ဒါကတကယ်ကိုတည်တည်ချာချာထောက်လိုင်းရေးတရင်တွေဆူဆောင်းအသေးစိတ်စီမံကိန်းချပြီးမှတိကျစွာဆောင်ရွက်ခဲ့တဲ့စစ်စင်ရေးပေါ့ အဲ့တော့ reaper လိုမျိုးအဝေးထင်းတွန်းရံဒီပေါ်မှာ hellfire လိုတိကျပိတ်ထင်းတုံးကြီးတက်ဆင်ပြီးပြမတ်ကိုအတိကျချီမုန်းနေတာသူရဲ့ creation မရှိအောင်ပဲဘက်ကနေထနေဆိုလားထဲကိုအသေးချစောင့်ကြည့်အတိပြုပြီးမှအလုပ်ချက်တာထင်ပါတယ်ဆိုတော့ဒါကဘာကိုပြလဲဆိုတော့နိပညာကိုမှန်မှန်ကန်ကန်တောင်းနိုင်ရင်ရန်သူရဲ့အရေးအကြီးဆုံးပုဂ္ဂိုလ်ကိုတောင်းတိတိကျကျအဖယ်ရှားနိုင်တယ်ဆိုရပဲဒီလိုလုံးလိုက်တာနဲ့ရန်သူရဲ့စစ်စင်ရေးကွင်ရက်ကိုချက်ချင်းအနောက်ချပေးနိုင်တယ်လေ ောက်တစ်ခါအိန္ဒိယကပါကစ္စတန်ကိုတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကိုကြည့်ရင်လေအလားတူပဲနီးပညာရဲ့အဆွမ်းပကားကိုတွေ့ရမှာပါသူတို့ဆိုရင် Rafael လို့ခင်မိတိုက်လေနေတုံးတယ်အရေးကြီးဆုံးကပါလဲဆိုတော့ Scalp လို့မျိုး Cruise တုံးကြည့်တယ် Hammer လို့တိကျပဲထင်းပုံတယ်အဲ့ဓာရီမှာ Stand off range လို့ခေါ်တဲ့ဆွမ်းရည်ရှိနေတာပဲဆိုလိုတာကရန်တူလိုက်ပိုင်တဲ့ထဲကိုကိုလီရင်ကိုလိုင်းမဝင်ပေနဲ့အန်ဒီရဲ့ကင်းတဲ့အကွာဝေးကနေဖြစ်မဲ့ကိုတိတိကျကျလှမ်းပစ်နိုင်တာ ဒီလိုစွမ်းရည်မျိုးကကိုဘက်ကလေမှုတွေရဲ့အတန့်တွေကိုရှော့ချပေးနိုင်တယ်လို့ပฏิပခါကိုမလိုရက်ပဲပုံမကြီးထွားအောင်ထိမ့်သိမ်းတဲ့နေရာမှာလည်းအထောက်အကူပြုနိုင်တယ်။တပ်ဖြင့်အဝလဲ drones တွေကိုလည်းတုံးခဲ့တယ်လို့ဆိုတဲ့ဒီ drone တွေကပေးမနေရအပေါ်မှာအချိန်တစ်ခုထိပြန်ဝဲဆောင်နေပြီးတော့အချိန်အခါကောင်းကြမှဝင်တိုက်နိုင်တဲ့အမျိုးအစားမှဆိုတော့ဒါတွေအလုံးကိုစုကြည့်လိုက်ရင်ခင်မိနေပညာဟာတိကျတဲ့စစ်စင်ရဲတွေကတည်းက မဟာဗျူဟာမြောက်ဟီမန်းချက်တွေကိုအကောင်အထည်ဖော်ဖို့အလားလာကောင်းတွေပေးနိုင်တယ်ဆိုတာပါပဲဟုတ်ကဲ့ခမရတင်ပြသွားတဲ့နီးပညာဆွမ်းဆောင်ရည်တွေကိုတော့ကျွန်တော်လက်ခံပါတယ်အဲ့ဒါတွေကအောင်အောင်ဆရာကောင်းပါတယ်ဒါပဲကျွန်တော်ကတော့ဒီအကျွေစိတ်ရဲ့တခြားတစ်ဖက်ကိုလည်းကြည့်စေချင်တယ်ခမရဒီလိုတိကျပါတယ်ဆိုတဲ့တိုက်ခိုက်မှုတွေကလက်တွေ့မှာအမဲတော့အောင်မြင်ဖို့အာမခံချက်မရှိဘူးလीပို့ပြီးတော့စွန့်စရာကောင်းတာကအဲ့ဒီတိုက်ခိုက်မှုကအောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေဟွာ ထိန်ချိုရအရန်ကိုခက်ခဲတဲ့မရည်ရွယ်ထားတဲ့ပိုကြီးမားတဲ့စေပတိပက္ခဒီကိုလင်းမြန်စွာမီးထိုးပေးလိုက်တယ်လို့ဖတ်သွားနိုင်တဲ့အန်ဒီရဲကအလွန်မင်းကြီးမားတယ်လို့ကျွန်တော်မြင်မိတယ်။အရင်မြင်တဲ့တော့ပဲပါကစ္စတန်နဲ့အာဖဂနစ္စတန်ကဖြစ်ခဲ့တဲ့စစ်ပွဲကိုကြည့်ပါ။အဲ့ဒီစစ်ပွဲအစကဘာလဲဆိုတော့ပါကစ္စတန်ကကာဘူမြို့ထဲမှာတီဟယ်ရီခေတာလီဘန်ပါကစ္စတန် TTP လို့ခေါ်တဲ့ဖွဲ့ရဲ့ခေါင်းဆောင်တဦးကို drone တွေချက်လင်တွေလောက်ကြုံဖို့ချိုးချရတာနဲ့စခဲ့တာခင်ဗျ။ဒါပေမဲ့အဲ့ဒီလောက်ကြုံမှုကမအောင်မြင်ခဲ့ဘူး။ ို TTP ခေါင်းဆောင်ကလွတ်သွားတယ်။အဲဒီတော့ဒီဖြစ်ရတဲ့ကျိုးဆက်ကဘာဖြစ်လဲဆိုတော့နက်နိုင်ငံကြမှာအလုံးစုံစစ်ပွဲအတင်ဖြစ်လာခဲ့တာပဲ။အာဖဂန်နဲ့တာလီဘန်အစုအယကနေဆက်ဒေတာတယ်။ဟိုခုနနန်ဂါဟာကနေဟဲလ်မက်အထိပေါ့ညီနိုင်ပြီးတော့တိုက်ခိုက်မှုတွေလုပ်လာတယ်။ပါကစ္စတန်စစ်စခန်းတွေအတိုက်ခံရတယ်။စစ်သားတွေအများကြီးတေဆုံခဲ့ရတယ်။ စေဝင်စားစရာကောင်းတာတခုကတာလီဘန်ဒီဟာအမေရိကန်တပ်တီဆုတ်သွားတော့နာတင်းလိုက်ရတဲ့ဒါမှမဟုတ်ကျန်နေတဲ့အမေရိကန်လုပ်လက်နက်တွေအာဖဂန်စစ်တပ်ဟောင်းရဲ့ PC တွေနှုတ်ပြီးတော့ဟိုပစ်ကတ်ကားဒီပုံမှာလက်နက်ကြီးတင်ပြီးတိုက်တဲ့ technical slow ခွာတဲ့ရိုးရှင်းတဲ့နီလက်နေတုံးပြီးတော့အင်အားတောင်းနေတဲ့ပါကစ္စတန်စစ်တပ်ကိုအတော်လေးအထိနာအောင်တိုက်နိုင်ခဲ့တယ်။တကဘာပေါ်ပြနေလဲဆိုတော့တီးကြတယ်ဆိုတဲ့စစ်စင်ရဲတခုကြာရှုံးသွားတာကနေမာဗျူဟာရအစိုးကျဘလောက်ထိကြီးသွားနိုင်လဲဆိုတာပဲ။ခမရအဆောက်အပြုတ်ထားတဲ့ဆိုလေမန်နီလှုပ်ချက်မှုကဟုတ်ပြီ။ နီးပညာရအောင်မြင်ခဲ့တဲ့ဆိုရင်တောင်မှသူ့ရဲ့နောက်ဆက်တွဲအကျိုးဆက်ဖြစ်တဲ့ American နဲ့ EN ကြားကတင်းမာမှုတွေကဒီနေ့အထိတိတိကျတာမင်းတက်စေခဲ့တယ်ဆိုတာကိုလည်းမမေ့တင်ဘူးလေအရင်မဲ့ theme ကို ripple effect to this day ဆိုပြီးတုံးထားတာကိုတတိပြုတင်တယ် India Pakistan ရေးကိုချီးပြန်ရင်လည်း India ရဲ့တိုက်ခိုက်မှုတွေကြောင့် Pakistan ဘက်ကလည်းပင်းပင်းထန်ထန်တုံ့ပြန်ဖို့ ပြင်ဆင်လာတာတွေ့ရတယ်။နှစ်ဖက်လုံးကနျူကလ িয়ার လက်နက်တုံးဟုတ်အထိမရည်ရွယ်ဘူးလို့ဆိုကြတယ်။ဒါပေမဲ့တမာရိုကျစစ်ပွဲအကြီးကျယ်ဆင်နွှဲဖို့ကြတော့လုံးဝဝင်မလင်းဘူးဆိုတဲ့အခြေအနေမျိုး။ဒီအခြေအနေကအင်မတန်အန်ဒရယ်ကြီးရဲ့စစ်ရေးအယူအဆတွေကို မွေးထုတ်ပေးလိုက်တယ်။ဥပမာပါကစ္စတန်ရဲ့ strike hard strike early seize territory ပေါ့။အရင်ဆုံးပြင်းပြင်းထန်ထန်တိုက်နယ်မြေတိုင်းပြီးမှ နိုင်ငံတကာကြားဝင်အောင်လုပ်မယ်ဆိုတဲ့ဟာမျိုးအိန္ဒိယဘက်ကလည်း cold start လို့ခေါ်တဲ့လက်တပြတ်ထိုးစစ်စင်ရေးအယူအဆမျိုးတွေပေါ်လာစေတယ်။ဒါကြောင့်ကျွန်တော်ပြောချင်တာကတိကျပါတယ်ဆိုတဲ့တိုက်ခိုက်မှုတွေကိုယ်တိုင်ကပြစ်မှတ်လွဲနိုင်တယ်။အောင်မင်းနဲ့ဆိုရင်တောင်မှနိုင်ငံရေးအရာမဟာဗျူဟာအရာကြီးမားတဲ့တင်မာမှုတွေစစ်ပွဲတွေကိုမီးတော်ပေးနိုင်တဲ့အန်ဒီရေကအမြင်နဲ့ရှိနေတယ်ဆိုတာပါပဲ။ဟုတ်ကဲ့ခင်ဗျာဆိုလိုတာကိုနားလည်ပါတယ်ရှင်။ အဲ့ဒီ TTP လို့ချက်မှုမအောင်မြင်တာကတကယ်ပဲဆိုရတဲ့နောက်ဆက်သွယ်ပြီးဖြစ်စေခဲ့တာမှန်ပါတယ်။ဒါပေမဲ့အဲ့ဒါတခုတည်းကိုကြီးပြီးတော့တိကျတဲ့တိုက်ခိုက်မှုတွေအားလုံးအသုံးမဝေဘူးလို့ကောက်ချက်ချဖို့ကတော့နည်းနည်းစောသေးတယ်ထင်ပါတယ်။ဟိုဆူလီမာနီကိစ္စအိန္ဒိယရဲ့တိုက်ခိုက်မှုတွေကနီးပညာပိုက်အရာဘယ်လောက်ထိစနစ်တကျလုံနိုင်တယ်ဆိုတဲ့အလားအလာကိုပြနေတာပဲမဟုတ်လား။ဆူလီမာနီကိုဖြစ်မှတ်ထားတော့ကဆိုရင်အသေးစိတ်ထောင်းလန်းရေးစောင့်ကြည့်မှုတွေနဲ့ဖြစ်မှတ်ကိုတည်တည်ချာချာတီးပြပြီးမှလုတ်ခဲ့တာ ဟက်ဖိုင်ယာလူဒုံးကြီးတွေဆိုရင်ပြစ်မှတ်ကိုပဲထီအောင် ဖြစ်နိုင်စွမ်းရှိတယ်။အိန္ဒိယရဲ့စကောက်တူလူဟမ်မတ်တူလူလက်နက်တွေကလည်းအလားတူပဲအဝေးကလည်းပြစ်မှတ်ကိုတီးကြစွာချင်မှုနိုင်တယ်။ဒီလိုစွမ်းရည်တွေကမလိုလားအပ်တဲ့အရပါထိခိုက်တေဆုံးမှုတွေကိုအများကြီးရှော့ချပေးနိုင်တယ်လေ။အရင်ခေတ်ကလိုဘုံတွေလိုက်ကျဲတယ်တိုက်ခတ်မှုတွေနဲ့ယဉ်ကျေးရင်ဒါကမတက်တိုးတက်လာတဲ့အခြေအနေပါ။ဆိုတော့ ကျွန်တော်ပြောချင်တဲ့အဓိကအချက်ကဒီနေ့ပညာရည်ရဲ့တီချောင်းဝန်းဟာရန်သူရဲ့အဓိကချင်းချောင်းမှုတွေကိုဟိုကလေခွေးစိတ်ကုတတဲ့လိုမျိုးဖယ်ရှားနိုင်တဲ့စွမ်းရည်ကို ပေးတယ်။ဒါကကျေပြန်းတဲ့ပြိပခါတွေပုံများတဲ့လူအသက်ဆုံးရှုံးမှုတွေကိုရှောင်လွှဲနိုင်စေမဲ့နီလန်တစ်ခုဖြစ်နိုင်တယ်လို့ယုံကြည်နေတော့ပါပဲ။အဲ့ဒီအချက်ကစဉ်းစားစရာပါခမညာ။ဒါပေမဲ့လေလက်တွေ့စစ်မြေပြင်ရဲ့အခြေအနေက စာရွက်ပေါ်ကစီမံကိန်းတွေ မိပညာဂိန်းကနန်းနေနဲ့အမြဲတမ်းတထက်တီးကြမလာတာဖို့ဆိုတာကိုကျွန်တော်တို့သတိပြုရမယ်။ Hmm TDP ခေါင်းဆောင်လို့ကျွန်မမအောင်မြင်တာကနိပညာအမားလားထောက်လန့်ရေးလွှဲတာလားဒါမှမဟုတ်ယာတီဥတုကြောင့်လားဘာကြောင့်ကြောင့်ပဲဖြစ်ဖြစ်ပေါ့လက်တွေ့မှာတိကျမှုဆိုတာကအာမခံချက်အပြည့်အဝမရှိဘူးဆိုတာကိုပြနေတယ်ဒီလိုအမားအယွန်းတစ်ခုလေးနဲ့စစ်ပွဲကြီးအထိဖြစ်သွားနေတာကိုကျွန်တော်တို့တွေ့ခဲ့ရပြီးပြီနောက်ပြီးခမရထောက်ပြထားတဲ့ခင်မီနိပညာတွေရှိပေမဲ့ တဖက်မှာလဲဟိုတာလီဘန်တွေလိုဖွဲ့တွေကတိမ်းလာတဲ့လက်နက်တွေရိုးရိုးရှင်းရှင်း improvise နီလန်းတွေဥမာ technical spot အဲအဲ့ဒီတွေနဲ့ပဲပါကစ္စတန်လို data တွင်အင်အားကြီးနိုင်တဲ့ရဲ့စစ်တပ်ကိုအကြီးအကျယ်ဒုက္ခပေးနိုင်ခဲ့တယ်။ဒါကဘာကိုမိမောက်ထုတ်ပြတဲ့လဲဆိုတော့နီးပညာပိုင်းအသားစီရမှုဆိုတာကစစ်ရေးရလက်ကိုအဆုံးဖြတ်ပေးတဲ့တခုတည်းသောအရာမဟုတ်ဘူးဆိုတာပါပဲ။တခါတည်းမှာနီးပညာကိုအလုံးအကျွမ်းအားကိုမှုကမဟာဗျူဟာရဲ့အမြင့်ကျမ်းမြောက်မှုကိုတောင်ဖြစ်စေနိုင်သေးတယ်။ အမာရင်တေးတဲ့လက်တစ်ခုကနေမျိုးလင့်နဲ့ကြီးမားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်တဲ့ဆွဲချက်ကိုလျှော့သွက်လို့မရပါဘူးခင်ဗျာလည်းထက်စင်းစားတဲ့နဲ့လို့ကျမထင်ပါတယ်ဆူလီမာနီနိုလိုအီရန်ရဲ့ဒေတာတွင်းမှာဩဇာအကြီးဆုံးစစ်ပတ်ခေါင်းဆောင်တဦးကိုဖယ်ရှားလိုက်တာဟာအီရန်ရဲ့အရှိလက်ပိုင်းဒေတာတွင်းကလှူရှားမှုတွေသူတို့ရဲ့ proxy အဖွဲ့လေးကိုထောက်ပံ့မှုတွေအပေါ်မှာတိတိတသားအဟန့်တာဖြစ်စေခဲ့တယ်လို့အကြေခတ်တွေကသုံးသပ်ကြတယ်လေအလားတူဖြင့်အိန္ဒိယရဲ့တိုက်ခိုက်မှုတွေဒါလည်း ါကစ္စတန်အခြေဆိုင်အကြမ်းဖက်ဖက်တွေရဲ့အခြေခံအဆောက်အုံတွေလေ့ကျင့်ရေးစခန်းတွေကိုဖြစ်မှတ်ထားတဲ့လားဆိုတော့ရေရှည်မှာသူတို့ရဲ့စွမ်းဆောင်ရည်ကိုအားနည်းသွားစေကိုရည်ရတာပေါ့ဆိုလိုချင်းကကဒီလိုအဓိကကျတဲ့ပုံကိုယ်တွေအရေးကြီးတဲ့ဖြစ်မှတ်တွေကိုထိထိရောက်ရောက်ဖယ်ရှားနိုင်ခြင်းအပြင်ရန်သူရဲ့အန်ဒီအေးပေးနိုင်စွမ်းကိုရှော့ချနိုင်ပြီးလို့အနာဂတ်မှာဖြစ်လာနိုင်တဲ့ပူကြီးမားတဲ့ပဋိပက္ခတ်တွေကိုကြိုတင်ကာကွယ်နိုင်တဲ့အလားအလာလေးရှိနေတယ်လို့ဆိုလိုတာပါဒါကယောဂအယံမစိုးလာခင်ကြိုတင်ကုတလိုက်တဲ့သဘောမျိုးပေါ့ မကားသေးခင်မှာစားဖဖစ်တယ်စောက်တော့ကထော်ထော်ရီစိတ်ဝင်စားဖို့ကောင်းတယ်အေးဇလန်ကစမ်းကျဲပြီတော့ဆက်ကုန်နေတဲ့စေဖိုင်းဆိုင်ရာအတွေးခိုတွေကလည်းအယံကိုနည်းနည်းတာကြောင့်ဖတ်လို့တောင်မပြီးသေးပဲနဲ့ဘလိုများအဆုံးသက်သွားမလဲဆိုတာအယံကိုတိချင်းစိတ်ပြင်းပြနေမိလေအင်းကျွန်တော်မြင်ကတော့ဒီလိုရှိပါတယ်ခွေကခမရဖျားတဲ့ကြိုးတင်ကာကွယ်ကူတာမှုကထခါတလဲမှာလေ မတည့်တဲ့ဆေးပြေးလိုက်လို့ခဲ့ပြီးတော့ယောဘပိုးဆိုးသွားစေနိုင်တဲ့အန်ဒီယေကိုကျွန်တော်တို့မြင်နေရတာမှာဆိုလီမာနီလှုပ်ချမှုကအီရန်ရဲ့လှုပ်ရှားမှုတွေကိုဘလောက်ဟန့်တားနိုင်ခဲ့ရလဲဆိုတာက အင်းငင်းပွားစရာဖြစ်နေတော့မယ်ဒါမဲ့အဲ့ဒီလှုပ်ရကြောင်းအမေရိကန်အီရန်ဆက်ဆံရေးကစစ်ဖီလိုနီယီပါအခြေအနေတွေဆိုးရွားသွားခဲ့တယ်အီရန်ကအမေရိကန်စစ်ခိုင်းတွေကိုတုံးကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်လေဟုတ်တယ်မလားဒါကပြိပခတ်ကိုငင်းချမ်းစေတာမဟုတ်ပဲပိုပြီးဆိုးဝါးတဲ့အခြေအနေကိုတုံးပို့လိုက်တာပဲ အိန္ဒိယပါကစ္စတန်ကြားကခြေအနေကပိုပြီးတော့ကြောက်စရာကောင်းတယ်တဲ့သူတို့နှစ်နိုင်ငံလုံးကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဒီလိုခြေအနေမှာအိန္ဒိယရဲ့ Coastal လို့ရင်းမြန်တဲ့ထိုးစစ်ယူအပ်တာပါကစ္စတန်ရဲ့ Strike Hard Strike Early လို့တွန့်မြန်မှုမဟာယူဟာတွေကတမားယောက်ျားစစ်ပွဲကနေနျူကလ িয়ার စစ်ပွဲအစဉ်ကိုအချိန်တိုအတင်းမှကူပြန်တွန်းစီနေတဲ့အန်ဒီရဲ့အယံအယံကိုကြီးမားပါတယ်အယံအမြင့်ထဲမှာဖော်ပြထားသလိုပဲနှစ်ဖက်လုံးကနျူကလ িয়ার လက်နက်ကွန်ကရှောင်ချင်ကြတယ်ဒါပေမဲ့ တမယိုကြစစ်ပွဲအပြည့်အဝထိုက်ဖို့ကြတော့ဝင်မလေးကြဘူးဒီလိုတီးကြတယ်ဆိုတဲ့လီချောင်းထိုက်ခိုက်မှုတစ်ခုနှစ်ခုနဲ့စပြီးတော့ထိမ့်မနေတိမ့်မရတဲ့ဒေတာတွင်တာမကကဘာလုံးဆိုင်ရာအကျိုးဆက်တွေရှိလာနိုင်တဲ့စစ်ပွဲကြီးရဲ့ဒီဖြစ်သွားနိုင်တဲ့အနေရကဒီလိုရက်တွေမှာအနေနဲ့ကိန်းအောင်နေတယ်ဒါကတကယ်ကိုမီးနဲ့ကစားနေရသလိုပဲခင်ဗျာဟုတ်ကဲ့ ခမရရဲ့စိုးရင်မှုတွေကိုကျွန်မနားလည်ပါတယ်အထူးသဖြင့်နျူကလ ియర్ လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံလူကြားကပฏิပက္ခမှာဆိုရင် NDA ကပိုကြီးမလာမှန်ပါတယ်ရှင်ဒါပေမဲ့ကျွန်မထပ်လောင်းပြောချင်တာကဒီလိုတိချတဲ့တိုက်ခိုက်မှုတွေကိုတေသေးချာချာစီမံကင်းချပြီးနိုင်ငံတကာဥပဒေပေါင်းအတွင်းကနေနောက်ဆက်တဲ့စိုးကျိုးတွေကိုအသေးချာတွက်ချက်ပြီးအကောက်ထည့်ဖော်နိုင်ခဲ့မယ်ဆိုရင်ပေါ့လေတမတ်ထားတဲ့စီရီရီမှန်းချက်တွေကိုအောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့အလွန်အစွမ်းထက်တဲ့ ကိရိယာတစ်ခုဖြစ်နေတော့ပဲဆိုတာပါပဲမိပညာကလည်းအမြဲတမ်းတိုးတက်နေတာဆိုတော့အနာဂတ်မှာဒီထိချမှုကပုံမြင့်လာနိုင်တယ်လို့မလွလားအပ်တဲ့ဘေးထွက်ဆိုးကြိုးတွေကိုရှော့ချနိုင်မယ်နီးလာနေလဲပေါ်လာနိုင်ပါတယ်ရှင်ကျွန်တော်ဘက်ကတော့ဒီလူလုံးဆောင်မှုတွေမှာအန်ဒီတွေကမူလတဘာဝအရာကိုပါဝင်နေတယ်လို့ပဲမြင်ပါတယ်ခင်ဗျာထင်းချုပ်ရခက်ခဲတဲ့ပုံမချပြတဲ့ပฏิပက္ခတွေကိုအလွေတကူထုပေါ်စေနိုင်တယ်ဆိုတဲ့အချက်ကိုပဲကြက်လောင်းပြီးအတိကျချင်ပါတယ် နီးပညာဘလောက်ပဲတိုးတက်နေပါစေစစ်မေပင်ရဲ့မရေရာမှုတွေလူသားတွေရဲ့ဆုံးဖြတ်ချက်အမားယွင်းတွေနိုင်ငံရေးအရာအမျက်ထုတ်လုံမှုတွေအပြန်လန်နားလည်မှုလွန်းမားနိုင်ခြေတွေအဲ့ဒါတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာဒီတိကျတဲ့တိုက်ခိုက်မှုတွေရဲ့နောက်ဆုံးအကျိုးဆက်ဟာဘယ်သူမှမခံမနိုင်လောက်အောင်ကြီးမားရှုပ်ထွေးသွားနိုင်တယ်ဆိုတော့အောင်မြင်မှုထက်ဆုံးရှုံးနိုင်ခြေကပိုများနေသလားလို့မေးခွန်းထုတ်စရာပါပဲဒီနေ့ကျမတို့ပြန်လည်ဆွေးနွေးခဲ့ကြတာဒီကိုကြီးရင်နေ တီးကြတဲ့လေးကြောင်တိုက်ခိုက်မှုတွေနဲ့ drone စစ်စင်ရေးတယ်မှာအသုံးပြုတဲ့ခင်မီနီးပညာတွေရဲ့စွမ်းဆောင်ရည်မြင့်မားမှုအပေါ်မှာတော့ကျွန်တော်တို့နေအောင်ကြမှာထုတ်ဖို့သူနီးမှုရနိုင်မယ်ထင်ပါတယ်ဟုတ်တယ်နော်ဒီနီးပညာတွေကအရင်ကမလုံနိုင်ခဲ့တဲ့စစ်စင်ရေးတွေကိုလှုပ်ဆောင်နိုင်စေခဲ့တယ်ဒါပေမဲ့ဒီနည်းပညာတွေကိုအသုံးပြုခြင်းရဲ့မဟာပြုရအရာတကယ်တမ်းထိရောက်မှုရှိမရှိနောက်ပြီးတော့ဖြစ်ပေါ်လာနေတဲ့နှုတ်ဆက်သွဲဆိုးကျိုးတွေအထူးသဖြင့်ပฏิဖက်ခါတွေ ပုံမကြီးထွာလာနိုင်ခြင်းရှိမရှိဆိုတဲ့အပိုင်းဒီမှာလို့ကျမတို့ရဲ့အမြင်တွေကတိတိတသားကွဲလွင်နေတော့မှာပဲခိုးပါလေခွေရအဲ့ဒီချက်မှာတော့ကျွန်တော်တို့သဘောတူပါတယ်ဒီလိုရှုံထွေးပြီးအရေးကြီးတဲ့ကိစ္စရက်ဒီကိုရှုထောက်မျိုးစုံကနေစဉ်းစားသုံးသပ်ပြီးတော့အမြင်ပါလေရတာဟာအဖြစ်အတိအကျမထွက်ရင်တောင်မှအင်မတန်တန်ဖိုးရှိတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့လေ့လာခဲ့တဲ့အရင်းမြစ်ချက်လက်တီထဲမှာ ਉਹ ပဲအိန္ဒိယရဲ့ ကိုစတစရေယူဝါလာရဲ့အသေးစိတ်အချက်တွေပါကစ္စတန်ရဲ့ဖြစ်နိုင်ပွဲတုံ့ပြန်မှုမဟာဖြူတရာတွေဒေသတွင်နိုင်ငံတွေရဲ့ရှုပ်ထွေးလာတဲ့ဆက်ဆံရေးတွေလိုမျိုးဆက်လက်ပြီးတော့လေ့လာစူးစမ်းစရာစဉ်းစားစရာအချက်လက်တွေအများကြီးကြန့်ရှိနေပါသေးတယ်။ဒီဆွေးနွေးမှုကနားတောင်သူများကိုလည်းဒီအကြောင်းအရာတွေအပေါ်မှာပိုပြီးစိတ်ဝင်စားမှုဖြစ်စီပြီးတော့ကိုယ်ပိုင်တုံ့တက်ချက်တွေချမှတ်နိုင်ဖို့အထောက်အကူပြုလင့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။